မင်္ဂလာပါချမိတ်ဆွေတို့ရေ cooking with blessing run နဲ့ပြန်လည်ကြိုဆိုလိုက်ပါရယ်ခဲဒီနေ့ blessing run နဲ့အတူလေးကိုလခါတီလေးစိုက်ပြူရအောင်လို့စိုက်ပြူနေရတော့အမျိုးမျိုးရှိတဲ့အထက်မှာလေးဒီနေ့လေးကအဖြစ်မျိုးဆုံးနဲ့အအောင်မြင်ဆုံးနေ့လေးမို့ချမိတ်ဆွေတို့ပြန်လည်တင်ပေးလိုက်တာပါလို့ခဲဒါဆိုရင်တော့အပင်စိုက်တဲ့ဝါသနာသူတွေအတွက်ဒီပတ်ဆက်တင်လိုက်အောင်လားချစ်သူ let's go right now ခဲဆက်တင်လိုက်အောင်ဝေလာတဲ့ကိုလခါတီရတော့ ွက်၄လုံးလောက်ရှိပါတယ်เนาะတလုံးကိုဆိုလေ၃ချက်ခွဲလောက်တောင်ပေးရတာအများကိုဈေးကြီးတာအဲကြောင့်မို့ကိုယ်တိုင်းစိုက်ပြီးတော့မှအညွန့်လေးတွေစားမယ်အတီးပေါ်ချိန်မှာဆိုရင်လေအတီးလေးတွေခူးစားမယ်ပေါ့ကိုယ်တိုင်းစိုက်ပြီးတော့မှစားရတာအရာသားဘာနဲ့မှမတူနော်စိတ်လည်းအရန်ချမ်းသာတာမို့ချမိတ်စီတို့လိုက်လို့ကြည်ပါလို့ကဲဒီလေးလုံးကိုစပီးပြူပါမယ်လို့ဒီ pleasure လို့ဂျာမနီမှာကြောအရာအေးတဲ့ အဲရာတီဥတုတွေများတော့လေအဲလောက်ရတာတော့တော်တော်လေးရောလဲဝင်နေနော်ကဲပရမအူဆုံးမှာကျက်သွန်ကျက်သွန်ဖြူအစိမ်းနော်လလဆဆကိုနည်းနည်းလေးထုလိုက်မယ်ထုပြီးတော့မှအမရေလေးရေကိုထည့်ပြီးတော့မှဖြော်လိုက်မယ်ပေါ့နော်ရေထည့်ပြီးတော့မှဖြော်လိုက်မယ် ျော်မှတအောင်နေပြီးတော့လရှင်ဒီချက်သွင်ဖြူတွေအားလုံးရေထဲမှာစိတ်ဝင်သွားပြီးအနလေးတွေမွေးသွားပြီးဆိုရင်တော့အဲ့လိုပြန်စစ်ပေးပြီးတော့မှရေတန်တန်လေးထဲမှာပြဇင်တော့စတင်ပြီးတော့မှဒီခလခတိလေးတွေကိုစိန်ပေးမယ်နော်ဒါတော့လေဒီချက်သွင်ဖြူနဲ့လုတ်တဲ့နေရတော့လေ blessing raw online မှာကြည့်တော့သူတို့တွေအရအဆင်ပြေတာတွေ့လို့လိုက်လို့ကြည့်တာတကယ်လည်းအောင်မြင်တာတွေ့လို့ချမိစီတို့ပြန်လဲတင်ပေးလိုက်တာเนาะခဲချက်သွင်ဖြူလေးတွေကိုအရေးဟိုမဒီအရေးထဲမှာအားလုံးစိန်လိုက်မယ်ပြည့်တော့လေခဏဝယ်လာတဲ့ဒီချွတ်ချွတ်အိတ်ထဲမှာပဲအဲ့ဒီချွတ်ချွတ်အိတ်ကအပေါက်လေးပါတယ်เนาะ သူကအဲဒီအလုံးပိတ်မဟုတ်ဘူးအပေါက်လေးတွေပါတော့ပြဆိုရင်အဲ့ဒါလေတလက်ခံလို့ရတဲ့ပုံစံမျိုးလေးပေါ့ကဲပြီးတော့လေရာတိဥတုကအရာအေးနေသေးတော့အခုချိန်မှာဆိုရင်အဲ့ဆိုဘူးလေးထဲမှာထပ်ထပ်ပြီးတော့မှပြဆိုရင်ကမနဲ့မှာနေထွက်လာပြီဆိုရင်အဲ့ဒီနေအောင်ချေနားမှာတထားလိုက်တယ်ပြီးရင်တော့ပြန်သိမ့်ပေါ့ပြီးရင်အထဲမှာပြန်တထားအဲ့လိုမျိုးနဲ့တပတ်နှစ်ပတ်နှစ်ပတ်သုံးပတ်လောက်လုပ်တဲ့အခါမှာ အစမ်းကြည့်တာပေါ့လေနော်၃ဘတ်၄ဘတ်လောက်ဖြစ်လာတဲ့အခါမှာဒီလိုမျိုးလေးအညွန့်လေးတွေထွက်လာပါပြီလို့ဒီလိုအညွန့်လေးတွေထွက်လာခါစားဆိုရင်နော်အဖုံးလေးတွေအဲဒီအခုခဏကြွကြွဒီအားလုံးကိုပလက်ဇန်တို့ဖယ်ပလိုက်တယ်ပြင်တူကိုဒီတိုင်းလေးပဲပေါ့နော်ဒါမဲ့သူ့အအေးထဲမှာထားလို့မရသေးဘူးဒီအကမိဘူကြောင့်နားမှာပဲထားပြီးမှပလက်ဇန်ပြုစုခဲ့တာပါလို့ကဲအခုတပြေးပြေးနိုင်လေတခါခါကြောက်လို့ရှိရင်လေ သူကထွက်လာဖို့အတွက်အရန်ခဲရင်တဲ့အခါကျတော့ဓာတ်နဲ့နည်းနည်းလေးခွဲပေးလိုက်ရတယ်သူရဲ့ဒီထွက်လာတဲ့သူရဲ့အညွန်လေးတွေကိုပေါ့နော်အညွန်ကထွက်ရတာတော်တော်လေးကိုခက်တာအရန်ကြောင်ဆောင်လိုက်ရနော်ကဲတဖြည်းဖြည်းနဲ့ဒီလိုမျိုးအဆင်လေးဖြစ်လာပြီဆိုရင်တော့ဒါကစိုက်ဖို့အချင်းနေစိုက်ဖို့အဆင်ပြင်ပါပဲလို့နော်ကဲဒါလေးကိုစိုက်လိုက်ယုံပါပဲဒါဆိုရင်တော့ပြေးသွားပြီနော် แกเบลซ่ามะนิดก็ไซปิ้วท่าได้อะยาเล็กโกเออไม่ย้ายไล่ยาโอ้สรอกถ้าย้ายท่าได้วีตับปုံเล็กนี่โอ้เบลซ่าติ้นไปชิ้นဖြစ်ပါတယ်လို့มะนิดก็တော့လေအညွန့်ကတော့တော်တော်လေးကိုခူးစားလိုက်ရတယ်အရာကိုစားလို့ကောင်းတယ်ဂေါ်လခါတိအညွန့်လေးပါဂေါ်လခါတိအညွန့်ကိုဆိုလေတုတ်စားစားကြော်စားစားเบลซ่าကအရာကိုကြိုက် အရှောင်းကိုစောက်လို့ကောင်းတယ်ဒီရွက်တစ်မျိုးလေးပါလို့အတီးကတော့လေတိတ်မစားလိုက်ရအောင်အရာအေးသွားတော့တေသွားတာပဲနေရခဲဒါကတော့မနစ်ကပလက်ဆွန်ဆက်ပြုတ်ထားတယ်ငရုတ်တီမူးမျောငရုတ်တီပေါ့ဒီနဲ့လဲစိုက်အောင်မာဒီစိုက်ပြိုနီလေးကိုပလက်ဆွန်ကအဲ့ဘလော့မှာတင်ထားတယ်နော်အဲ့ဒါကိုချစ်မစ်စီတို့ကြိုက်တဲ့တူတဲ့အတွက်ချီလို့ရပါတယ်လို့ခဲဒါဆိုတော့ကောင်းတော်လေးကိုပိုင်ဆိုင်ကြပါစေလို့အားလုံးကိုဆုမွန်တောင်းတောင်းရင်းအားလုံးကို see you bye